မင်္ဂလာပါခင်ဗျာရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းဒရင်နေကိုတင်ဆက်ပေးပါမယ်အကျန်းဖက်စစ်ကောင်စီဘက်ကမြန်မာနိုင်ငံတော်ကဒီကြောင်တိုက်ခိုက်မှုတွေဆက်လက်တိုးမြင့်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်တရင်ချင်းမြကတတိပေးပြောဆိုထားပါတယ်မန္တလေးမြို့မှာအကျန်းဖက်စစ်ကောင်စီတပ်နဲ့စီပင်ကဂျပန်မင်းအွန်လိုင်းနဲ့အဖွဲ့လာဖို့ရှိနေလို့ဆိုပြီးမန္တလေးမြို့ကငလင်တန်းတဲ့အဆောက်အုံတွေကိုအမြင့်တင့်တဲ့အောင်ထားကြဖို့နဲ့အပြည့်အစုံတွေကိုအမြန်ဆုံးရှင်းလင်းထားဖို့ ငလင်တန်းတင့်ထားတဲ့နေအိမ်အဆောက်အုံပိုင်ရှင်တွေကိုလိုက်လံတတိပေးလက်မှတ်ထိုးခိုင်းနေပြန်တဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းဒီသတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျန်းဖက်စစ်ကောင်စီဘက်ကမြန်မာနိုင်ငံကလေကြောင်းတက်ခိုက်မှုတွေဆက်လက်တိုးမြင့်လာဖို့ရှိနေတယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုတတိပေးပြောဆိုထားပါတယ်လက်ရှိမှာ အကြံဖတ်မဲ့အွန်လိုင်းဟာသူကိုယ်တိုင်ကြွေးကြော်ထားတဲ့အခု2025ခုနှစ်ဒီဇင်ဘာလမတိုင်မီရွေးကောက်ပွဲကျင်းပဖို့အတွက်သူတို့စစ်တပ်ဘက်ကလက်လွတ်ထားရတဲ့နယ်မြေတွေကိုပြန်လည်ထိန်းချုပ်လို့ရအောင်မိုးရင်းကာလမတိုင်မီလေကြောင်းတိုက်ခိုက်မှုတွေကိုအရှိန်မြင့်လှုပ်ဆောင်ဖို့ရှိနေတယ်လို့ဆိုထားပါတယ်။တစ်ဖက်မှာလည်းမြေပြင်ကနေစစ်ကြောင်းထိုးတာဒရီကိုပါတပါတဲ့အရှိန်မြင့်လှုပ်ဆောင်ခိုင်းထားပြီးအကြံဖတ်မဲ့အွန်လိုင်းပြောထားတဲ့ရန်နိုင်မင်းစစ်စင်ရေးကိုလည်းမိုးတွင်မတိုင်မီအရှိန်မြင့်အကောင့်ထဲပို့ဖို့ညွှန်ကြားထားပြန်တယ်လို့နေပြည်တော်စစ်တပ်တရင်ရင်းမြစ်ကပြောထားပါတယ်။ တဖက်မှာတော့အချက်ဖက်စကောင်စီဟာတရုတ်နိုင်ငံအကူအညီနဲ့လာရှိုမြို့ကိုပြန်တောင်းခဲ့ရတာကလွဲပြီးကျန်တဲ့ဒေါ်လာရင်းတက်တွေသိမ့်ပိုက်စိုးမိုးထားရမြို့တွေနဲ့နယ်မြေတွေကိုလက်ရှိအချိန်ထိပြန်လည်သိမ့်ပိုက်နိုင်မှုမရှိပဲယသပိသူတွေနေထိုင်ရနေရာတွေကိုသာလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေလုပ်နေပြီးမေလ၁၂နေ့ဖြစ်တဲ့မနေ့ကဆိုရင်စကိုင်းတိုင်းတပင်းရင်မြို့နယ်အိုးထိန်ခွင်းဂျေးရွာစတင်ကျောင်းကိုလေနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဆရာဆရာမနှစ်ဦးအပါဝင်ကျောင်းသားကျောင်းသူတွေအပါအစုစုပေါင်း၂၂ဦးသေဆုံးခဲ့ရပြီးနောက်ထပ်အယောက်90ဝန်းကျင်ကတရားရီရထားသလို ညာဘက်မှာလည်းအဲ့ဒီတပင်းမြို့နယ်ကိုပဲစစ်ကောင်စီကလင်းနဲ့လာပြီးထပ်မံဘုံကျဲသွားပြန်တယ်လို့တပင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတင်းထုတ်ပြန်ထားပါလိမ့်ခင်ဗျာတစ်ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီကမေလအကုန်ထိသူတို့စစ်တပ်ဘက်ကနေအပြစ်ရထားပါတယ်ပြောပြီးတစ်ဖက်မှာတော့လေကြောင်းတိုက်ခိုက်မှုတွေကိုဇက်တိုက်လုပ်နေရမှာ ဒီ NLA သိမ့်ပိုက်ထားတဲ့မန်တုံမိုင်းငွန်နဲ့နောင်ချိုမြို့နယ်တွေကိုပါလေရင်နဲ့ပုံကျဲပြီးလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတို့အုပ်သေးဆုံးထားပြန်တယ်လို့နောက်ထပ်၅ဦးကထိခိုက်ဒဏ်ရာတွေရထားတယ်လို့ TNLA ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ဒါကတော့မေလ၁၂ရက်နေ့ဖြစ်တဲ့မနေ့ကပဲ TNLA သိမ့်ပိုက်ထားတဲ့မန်တုံမြို့ပေါ်ရက်ကွက်မိုင်းငွန်တာလုံးရက်ကွက်နဲ့နောင်ချိုမြို့နယ်ရာပြင်ကျေးရွာတွေကိုအချက်ဖက်စကောင်စီဘက်ကလေရင်နဲ့ပုံကျဲပြီးလက်နက်ကြီးနဲ့ပါပစ်ခတ်မှုတွေလုပ်သွားတယ်ဆိုပါတယ်။အဲ့ဒီလိုစကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် ရတပီသူတို့ဦးသိဆုံးခဲ့ရပြင်တဲ့အပြင်နောက်ထပ်ပြည်သူ၅ဦးကဒဏ်ရာရရထားတယ်လို့တန်လေကနေထုတ်ပြန်ထားပါတယ်ခင်ဗျတစ်စက်သေးမှာပဲမြန်မာနိုင်ငံမှာအရသာပြည်သူတွေအပေါ်လေချောင်းတိုက်ခိုက်မှုတွေအပါအဝင်စစ်ကောင်စီရဲ့အကြမ်းဖက်ဆစ်ဆင်ရေးတွေအတွက်အာဆီယံဒေတာတွင်မှာရှိတဲ့တထေးကြီးတွေရဲ့ကူညီပံ့ပိုးမှုတွေပါရှိနေတယ်လို့ Justice for Myanmar ကထုတ်ပြန်လိုက်ပါတယ်မြန်မာစစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်တဲ့အကြမ်းဖက်ဆစ်ဆင်ရေးကိုအားပေးကူညီနေတဲ့အရှေ့တောင်အာရှတလွှားကတထေးကြီးတွေကိုဖော်ထုတ်ဖို့အတွက် အာဆီယံအသက်30အထက်ဂုံဒီယေပြက်စရင်တီးဖြတ်ထုတ်ပြန်မှုကိုမေလ17ရက်နေ့ကပဲစတင်ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ဆိုထားပါတယ်။အရှေ့တောင်အရှေ့နိုင်ငံများအသစ်အာဆီယံဟာသူတို့ရဲ့ဘုံသဘောတား9ရပ်ကတဆင့်မြန်မာညဉ့်ဉန်းရေးကိုပံ့ပိုးကူညီနေတယ်လို့ဆိုပေမဲ့လေအဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်အုပ်စုရဲ့အကြမ်းဖက်မှုတွေကိုဟန်တာထိန်းချုပ်ဖို့ပြက်ကွက်နေုံနဲ့မကပဲသူတို့နိုင်ငံတွေရဲ့အချုပ်အခြာအာဏာပိုင်အောက်ကကမ်ပဏီတွေကိုတော့ မြန်မာစေအစုစီငွေကြေးစီစဉ်မှုနဲ့လက်နက်ရောင်းချတက်ဆင့်ပေးမှုတွေကိုဆက်လက်ခွင့်ပြုပေးနေတဲ့အတွက်အာဆီယံအစိုးရတွေနဲ့တထေးကြီးတွေဟာစေအစုရဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာကြံရပါနေမှုကိုပြတ်တနေတယ်လို့ Justice for Myanmar ကဆိုပါတယ်။အခုထုတ်ပြန်လိုက်တဲ့ဂုံဒီပြတ်သူများစာရင်းမှာပါတဲ့တထေးကြီး၁၂ဦးဟာအရှိတောင်အရှတလောမှာဩဇာတက္ကမကြီးမားသူတွေဖြစ်ပြီးသူတို့ဟာမြန်မာစေအစုစီ ရက်ဆက်ကြမ်းကြုတ်မှုတွေအတွက်တနည်းတစ်ပုံနဲ့ဘန်နာငွေပန်ဘူတာစစ်အတုံးဆောင်ရောင်းချတာဘန်နာရေးဝန်ဆောင်မှုပေးအပ်တာတွေကနေအကျိုးမြတ်ရရှိနေသူတွေဖြစ်တယ်လို့လဲ Justice for မြန်မာကဖော်ပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးမြို့မှာအချက်ဖက်စကောင်းစီတက်တဲ့စီပင်ကအချက်ဖက်မင်းအွန်လိုင်းနဲ့အဖွဲလာဖို့ရှိနေလို့ဆိုပြီးမန္တလေးမြို့ကငလင်တန်တင့်အဆောက်အုံတွေကိုအမြင်တင့်တယ်အောင်ထားကြဖို့နဲ့အပျက်စီးတွေကိုအမြန်ဆုံးရှင်းလင်းထားဖို့ ငလင်တန်းတင့်ထားတဲ့နေအိမ်အဆောက်အုံပိုင်ရှင်တွေကိုလိုက်လံတတိပေးလက်မှတ်ထိုးခိုင်းနေပြန်တယ်လို့မန္တလေးမြို့နေအိမ်ပိုင်ရှင်တွေကရန်ကုန်ခေတ္တကိုပြောပါတယ်လက်ရှိမှာစကောက်စီလောက်ခံမန္တလေးစီပင်ကငလင်တန်းတင့်ထားတဲ့မန္တလေးမြို့ကအိမ်ပိုင်ရှင်တွေကိုအမိတ်အမျိုးမျိုးထုတ်ပြီး PR ဒေတာတွေလုံနေတယ်လို့လည်းဆိုပါတယ် အခုတစ်ခါထပ်ပြီးမေလာ၁၈ရက်နေ့နောက်ပိုင်းအကြက်ဖက်မင်းအွန်လိုင်းရဲ့အဖွဲ့လာမဲ့လူကြီးလမ်းကြောင်းရှိတဲ့အတွက်မန္တလေးမြို့ကငလင်တန်းတင့်အဆောက်အုံတွေကိုအမြင်တင့်တဲ့အောင်ထားကြဖို့တယ်ပြိုကျတာတွေပျက်စီးတာတွေကိုလည်းအမြန်ဆုံးရှင်းလင်းထားကြဖို့တွေကိုစီပင်နဲ့နန်းတွင်ထဲမှာရှိတဲ့စစ်ကောင်စီတပ်အရာရှိတွေကနေအဆောက်အုံပိုင်ရှင်တွေကိုခေါ်ယူဖိအားပေးပြောဆိုနေတယ်လို့မန္တလေးမြို့နေအင်ပန်ရှင်တွေကပြောထားကြပါတယ်။ဒါပြင်မန္တလေးမြို့ကအကြက်ဖက်စစ်ကောင်စီလက်အောက်ခံစီပင်ကလက်ရှိငလင်ကြောင်တင်းဆောင်သွားတဲ့အဆောက်အုံတွေကိုဖြိုဖျက်ခြင်းရင်း သူတို့ရဲ့ခွင့်ပြုချက်ရမှသာဖြိုဖျက်ရမယ်လို့ညွှန်ကြားထားပြီးစီပင်ကလာရောက်ဖြိုဖျက်ပေးဖို့ရှောက်မယ်ဆိုရင်တော့တိုက်တာတွေကိုဖြိုဖျက်ခွင့်ရဖို့အနည်းဆုံး3လစောင့်ခိုင်းတဲ့အပြင်တစ်ဖက်မှာလည်းမန္တလေးမြို့မှာဆောက်လုပ်ဆဲအဆောက်အဦတွေကိုသူတို့စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေစစ်ဆေးမှုမတိုင်ခင်အထိရက်ဆိုင်ထားခိုင်းတဲ့အပြင်သူတို့ရဲ့ခွင့်ပြုချက်မရဘဲဆက်လက်ဆောက်လုပ်ခွင့်မရှိဘူးဆိုပြီးတော့ပါအမိန်ထုတ်ထားသေးတယ်လို့လည်းသိရပါတယ်ခင်ဗျာတဖက်မှာတော့ဘကိုးတိုင်းကမူးမြို့မှာ ဂျပန်စကောက်စီရဲ့ခမရ၄၃ကိုတရင်စီအပုတ်ခံရတဲ့စုံလွန်တသားတဲ့မောင်တက်အောင်ဆိုတဲ့သူဟာသူကန်ဆောင်တဲ့လက်နက်နဲ့အတူတော်လိုင်းတတွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်လို့ကျင်းညူဘိုဟိုကနေထုတ်ပြန်ထားပါတယ်။ဒါကတော့မေလ9ရက်နေ့ကပဲဘကုတိုင်းမူးမျိုးကအဂျပန်စကောက်စီရဲ့ခမရ၄၃ကိုတရင်စီအပုတ်ခံရတဲ့စုံလွန်တသားတဲ့မောင်တက်အောင်ဆိုတဲ့သူဟာဗျဒါစခန်းမှာတာဝန်ကျနေတဲ့အချိန်သူကန်ဆောင်တဲ့လက်နက်နဲ့အတူတော်လိုင်းတတွေစီကိုမရမကထွက်ပြေးလာပြီးအလင်းဝင်ရောက်လာတယ်ဆိုပါတယ်။ အဲ့လိုအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတစ်မောင်တက်အောင်ဆိုတဲ့သူဟာအရင်က YBS ကားမောင်းတမတူဖြစ်တယ်လို့လည်းပြောထားပြီးလက်ရှိမှာတော့တော်လိုင်းရေးတပ်တွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားစောင့်ရှောက်ပေးထားသလိုလက်နက်ပါပါလာတဲ့အတွက်စစ်ငွေလည်းချင်းမြင်ပေးထားပါတယ်လို့ကျန်းယူဗဟုကနေထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတစ်ခါဆက်ချင်တာကတော့ထိုင်းနိုင်ငံကကချနာပူရီခရိုင်မှာတရားမဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား22ဦးကိုထိုင်းအာဏာပိုင်တွေကထပ်မံဖမ်းဆီးရရှိထားပြန်တယ်လို့ Bangkok Post သတင်းတရရသိရပါတယ် ဒါကတော့မေလ17ရက်နေ့ကပဲထိုင်းနိုင်ငံကချနာပူရီခရိုင်မှာအထောက်ထားမြန်မာနိုင်ငံသားရွှေပြောင်းဝင်ရောက်လာသူ22ဦးကိုထိုင်းအာဏာပိုင်တွေကစစ်ဆေးတဲ့အချိန်ဖမ်းဆီးရရှိခဲ့ပြီးအဲ့ဒီမြန်မာနိုင်ငံသားတွေဟာဖျားသုံးစုဘက်ကနေတဆင့်ဝင်ရောက်လာတာဖြစ်တယ်လို့လည်းဆိုထားပါတယ်အဲ့ဒီလိုဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသားတွေဟာတဦးကိုထိုင်းဘက်ငွေ1500ငါနေ2000ကျပ်ပေးပြီးထိုင်းနိုင်ငံဒေဂိုတရားမွေးလမ်းကြောင်းတွေကနေဝင်ရောက်လာတဲ့သူတွေဖြစ်တယ်လို့လည်းဆိုထားပြီးတော့ လက်ရှိမှာထိုင်းအနာဘိုင်တွေကနောက်ဆက်တွဲအရေးယူဆောင်ရွက်မှုတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်းဘန်ကောက်ပို့စ်သတင်းမှာဖော်ပြထားပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ